ါရှင်ပုံဆိုင်လေး YouTube Channel ကနေကြိုဆိုပါတယ်ကျမကတော့ဆမ်ပါအခုတစ်ခါအားလုံးကိုဖပြပေးခြင်းနဲ့ဝိထုတိုလေးရတော့ Channel ကြောင့်မမလေးရဲ့နီလီယန်နဲ့ဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါဦးရှင်နီလီယန်နဲ့ဝါဇိုလာပြည်နေနိုင်ဥပိုးစိန်ရသက်85နှစ်ပြည့်သည်85နှစ်ပြည့်သောနေ့ဖြစ်၍ဥပိုးစိန်၏တူတဲသောသမီးမတော်သည်အာယုံဆုံးထချက်၏မတော်မှာ ထိုက်ခင်မွေးနေ့တိုင်းသက်စိတ်ဆုံးကပ်ရန်အာယုံဆုံးထက်ချက်စမြဲဖြစ်၏မတော်သည်စွန့်ချက်ရန်အိယာမမထမီအဖေသက်85နှစ်တောင်ပြည့်ပါရောလားဟုတွေးမိ၏အဖေသက်ကိုစဉ်းစားရင်းမှမတော်မီတော်ပန်းဦးလည်းနောက်နှစ်လကြာလျင်အသက်85နှစ်ပြည့်ဦးမည်ကိုသတိပြုမိသည်အဖို့စိန်နေတော်ပန်ဦးမှာတတူရဲတို့ရှိကြပြီးနှစ်ဦးစလုံးကျမ်းမာကြ၏မျက်စိမှောင်ကြသည်မှတပါသွားမကြကြခါမကုန်းကြသည်ပင် ဥပိုးစိန်တို့လင်မယားကိုတီလာကောင်းသည်ဟူရဲ့ရွာကပြောကြသည်မိုးကလည်းတအုံးအုံးအယုံလာတော့မည်ထင်းเจ้าများဆိုကမိမွေရင်မရလေတော့ကြောင့်မတ်တော်သည်မိခိုးလုံးရဲ့မိရီတွွှွှဲဖြစ်လာ၏တောက်လာလိုက်ငိမ့်သွားလိုက်ဖြစ်နေသောမိကိုစိတ်ပြတ်တထက်ဖြစ်လာ၏ရေနံစီလောင်းလိုက်ကြောင်းတန်နှင့်တအားကုန်းမုန်လိုက်ဖြင့်ရေဆိုနေသောထင်းစာများမှာတော်တော်နှင့်မိမဆွဲနိုင်မိုးတန်လီတန်နေ၌တကားထုနေတဲ့ကိုပင်မကြမီ အပြင်းထန်ထုနေတော့မှမိဖို့တကားကိုထဖွင့်ပေးလိုက်။ညီးနဲ့အေးဒီလောက်ထုနေရတာမကြောက်ဘူးလား။ဘာကိစ္စပိတ်ထားတာလဲ။ဒေါ်ပန်ဦးကတကားဖွင့်ဝင်ခြင်းစီမံ၏။မန်သည်ဆိုရင်ဒေါ်ပန်ဦးအတန်မှာထမှသောအတန်မျိုးမဟုတ်။အတန်လေးပြပြဖြင့်ညဉ့်ညဉ့်ညောပြောတတ်ပြီးအတော်စုသောအတန်ဖြစ်၏မကြလို့အမေရေမိုးတွေကလည်းတဲလိုက်တာမိရလည်းမှုလို့မရဘူးမိမိုးတွေအိမ်ထဲဝမှာဆိုလို့ပိတ်ထားတာပါ ဒေါပန်ဦးသည်မိကိုဥနေသည့်မိဘကိုခါထောက်ရဲ့ကြည်လျက်မိကိုစက်ခနဲ့တစ်ချက်ထိုးလိုက်၏ဟုတ်ပါအခုထိဆုံးအိုးအဖို့ပေါ်မရောက်သေးဘူးအိယာကထထသွားတယ်လဲကြာလှပြီစံစေးပြီးပြီလားပြီးပါပြီအမေရဲ့တဲ့ယုံပဲမတော့မိမုံရင်ကပြန်ပြောသည်ဒေါပန်ဦးနောက်ခွေးရင်အိမ်ပတ်ထွက်သွားခိုင်းမိတောက်လာ၍ဆုံးအိုးကိုဖို့ပေါ်တော့ကောက်တင်လိုက်၏မတော့သည် နောက်ထပ်ဆုံးအိုးတအိုးအတွက်ဆန်စင်းနေစဉ်နောက်ပြီးမှဒေါပန်ဦးပြန်ရောက်လာသည် ညီလုံးဆရာရှိတာတွေဒါလုတ်ပါအေးငှားဟန်ကစေးမှာပေါ့မတော်ကဘာမှပြန်မပြောပဲဆန်ကိုအပြီးလက်စတက်စေးသည်ဒေါ်ပန်းဦးသည် မျက်နှာတက်ပြီးမတော်မိဖို့နှင့်မျက်နှာချင်းဆိုင်၌ရှိသောမိဖို့၌ထိုင်ကမိမွေးနေသည်မတော်သည် နောက်ထပ်စေးပြီးရယူလာသောဆုံးအိုးကလေးကို ဖို့ပေးနိုင်ချကပထမသူတင်ထားသောမိဖို့မှာတောက်လက်စထင်းတစ်ချောင်းကိုဆဲယူလာသည်တအားကုန်၏မိမုံနေသောဒေါ်ပန်းဦးသည် ိမိအနာတို့မိစားနဲ့ရောက်လာတော့မတော်ဘူးမျက်လုံးပြင်းပြင်းကြည့်လိုက်သည်ဒါကဘာလို့တားလဲအေးရဲ့ထင်းတွေကရေဆူနေတယ်မိရဲ့တော်တော်နဲ့မီးတောက်မှာမဟုတ်လို့မီးကူးပေးမလို့ပါတော်ပန်းဦးသည်ခေါင်းကိုရမ်းခိုက်ရင်းငင်းဆန့်ဤတော်စမ်းမအေးရှွတ်ရှွတ်ရှက်ရှက်ဟိုမီးရဒီမီးကိုလာမကူးစမ်းမနဲ့ငါဟန်ငါတောက်အောင်မဟုတ်ပါမယ်ပြန်ယူသွားပါမျက်နှာမကောင်းစွာဖြင့်မတော်သည်လက်ထဲကမိစာကိုမြည်သေးပဲကျူးစား၍တိုးရှို့တောင်းပန်ကြည့် အယုံတက်သွားမှဆိုလိုပါမိရဲ့မိကလေးကူးတာပဲဥစ္စာအဖေဖြစ်စီအမိဘာယူသုံးတာမှလို့မိမတောင်းနိုင်၍ခဲရင်စွာမိမွေးနေရသောတော်ပန်းဥသည်စိတ်မရှိနိုင်အောင်ဖြစ်သွားသည်တဲ့ငါသူပစ္စည်းကိုယူသုံးဖို့ဘယ်တော့မှမြလက်ဖျားနဲ့တိုးခဲ့လို့တော့အေးငါကင်းပြီရှင်းပြီဆိုကြတဲ့ကအလုံးစုံကင်းတယ်မသုံးဘူးသွားယူသွားပါတော်ပန်းဥမောင်းထုတ်လိုက်၍မတော်သည်မိစနှင့်မိဘနာတို့ပြန်လှည့်လာသည်မိဘဆောင်နေ၌ တယောက်ကိုတယောက်ကြောက်ပေးလျက်အတိုင်းမီးနီယာမီးမုန်နေကြသည် မီးမတောက်နိုင်သေးသောဒေါ်ပန်းဝီမီးဖို့ကိုမတော့လှဲ့ကြည့်ကဘာမှမတတ်နိုင်သည့်အလားတပြင်းကိုသာအခါခါရှကြ၏မတော့ဆယ်နှစ်သမီးရွယ်မှစ၍ဤမီးဖို့ဆောင်ထဲတွင်မီးဖို့တစ်ဖို့မှနှစ်ဖို့ဖြစ်လာ၏ဖို့နှစ်ဖို့သည်မတော့အဖေမီးဖို့နှင့်မတော့အမေဤမီးဖို့ဖြစ်၏အခုမတော့အသက်က35နှစ် ကုံလွန်ခဲ့သည့်25နှစ်တာကာလပတ်လုံးအဖေနှင့်အမေတို့တယောက်ကိုတယောက်စကားမပြောကြတအိမ်ထဲအတူတကွနေကြလျက်စီးပွားခွဲစာအုပ်ခွဲနေကြသည်အဖေတို့ကမတော့ကချက်ပြုတ်ကြွေသည်အမေတို့လည်းဝင်ကူညီကချက်ပေးရသည်တမိုးနှစ်ထပ်ပြင်တောင်အိမ်ဤအောက်ဖက်တွင်အိမ်ဆိုင်ကလေးဖွင့်ကတော့ပန်းဥကဈေးရောက်သည်မတော့ကဆက်ချုပ်သည်ဥဖိုးစိန်မှာအထက်ညာသာဖြစ်အသက်၄၀ကျော်မှဤရသို့ကြောက်ပေါက်နာတအူးကိုဆေးကုရန်ရောက်လာသည် သူရရောက်ပြီးတွေ့အောင်ကြောက်ပေါက်ကြ၍ဥဖိုးစင်က ကုသပေးတော့ကတွေ့အောင်ကအားထရသော စေးချရာကြီးဖြစ်လာသည်ရရွာကဤရွာနှင့်ဥဖိုးစင်အခြေဆိုင်နေစဉ်ဆက်ချုပ်သည့်ပြုကြီးအသက်40တော်ပန်းဦးနှင့်အတင်းသားချပေးစားကြ၍ဒီရွာမှာအခြေချသွားသည်ဖြစ်သည် တော်ပန်းဦးသည်အသက်40ကျော်မှ မတော်ကိုမွေးသည်မတော်လူမှန်းတိရလာသည့်တုံးနှစ်သမီးရွယ်လောက်၌ဥဖိုးစင်ကိုအဖေမမေမသည် တခါတည်းရန်ဘဲကလူကြီးလဲဟူမေတတ်သည်အရက်တကာနေတကာလှဲ့၍စိတ်ကုသွားနေတကာ၃လတကာ၆လတကာလောက်မှအိမ်ပြန်လာတတ်ခြင်းကြောင့်ဖြစ်လေသည် လူပြေကြီးနှင့်အပြူကြီးတို့အိမ်တော်ကြပြီသည်နော်ရက်ရွာတဲ့၌ဖျားသွားကြောင်းတည်းအတူသွားလာမှုလဲဘဲခါမှမရှိခဲ့မတော်မွေပြီးသည့်အထိနှစ်ဦးစလုံးအဆက်ကြီးရှက်နေကြဟန်ရှိသည်ညကစား၌လူရှိသူရှိတွင်တအူးမျက်နှာတအူးမကြည့်ရဟန်ရှက်နေကြတော့လေ မတော်မတက်ပြေတတ်သောအရွယ်တို့ရောက်သောခါတွင်မူတအုနဲ့တအုမျက်နှာကျော်မတည့်ဖြစ်လာလေ။တပန်းဦးကလည်းဥဖိုးစိန်ကိုမကျေနပ်။စကားပြောတူတောင်းသည်တကိုကောင်းဆန်သည်ကိုငှချင်မှကိုချင်သည်စိတ်မှတ်ကြည်သည်စည်းစားကြသည်ကလန်တိုက်သည်စသဖြင့်ဆွဆွဲ၏။ဥဖိုးစိန်ကလည်းတပန်းဦးအပေါ်အခဲမကြည်ကစေးနေသည်လူတကာနှင့်မတည့်ကောင်းမှသည်ဂျေဆုကန်းသည်သူ့ဘက်သူရက်သည်ဟူ၍တိမ်မှတ်ထား၏။ တဦးပေါ်တဦးမကျေနပ်ချက်တွေကိုဝန်ထဲ၌ဆူထားကြ၏မတော်ဆယ်နှစ်သမီးရွယ်၌သူတို့နှင့်အောင်စာအုပ်ခွဲရန်စီးပွားခွဲရန်အကြောင်းပေါ်လာလေသည်ဥဖိုးစိန်နှင့်ထွက်၍စေကုသွားပြီး၃လလောက်ကြာမှအိမ်သို့ပြန်ရောက်လာသည်ဥဖိုးစိန်သည်တစ်ကောက်ဖာတစ်လုံးအိမ်တွက်ဝဲယူလာသော တောင်းနှလုံးနှင့်ငပြောတစ်ခိုင်ကိုတည့်ထန်းကနက်နက်စောစောလှေစိတ်ကတက်လာ၏ဆယ်ရက်လောက်ကြာမီပြောသွားပြီး၃လကျော်မှပြန်လာခြင်းကြောင့်ဒေါ်ပန်းဦးသည်စိတ်ခုကာ ဥပိုးစိန်အိမ်မော်တက်လာသည်နှင့်ထိုင်ရာမှထ ảy ၍အိမ်ခန်းထဲသို့ဝင်သွားလေသည်ဥပိုးစိန်သည်သူ့အိမ်မော်ရောက်ကမှသူ့အားစကားတခွမဆိုဘဲအခန်းထဲဝင်သွားသောဒေါ်ပန်းဦးကိုကြည်ကတည်လာသောပစ္စည်းများကိုဖက်နှက်ချွတ်လိုက်ပစ်ချလေ၏မတော့ကိုလှန့်ခေါ်မီပြင်ပြီးမှဒီအချိန်မတော့ကြောင်းသွားပြီကိုတတိယသွားသည်ဥဖို့စိန်သည်ဒီတစ်ခွက်ကိုခတ်တောက်ပြီးမောပန်းစွာဖြင့်ပလက်ကလထိုင်ပေါ်၌ခြေပြက်လက်ပြက်ထိုင်ချလိုက်သည် အမောပြေသလောက်ရှိသောအခါကလန်ထိုင်မှထားလျက်တော်ပန်းဟူကြားသာအောင်တန်ကုန်ဟိ၍ပြောလေ၏ဟဲ့တောင်ဟဲ့ဖာဟဲ့ငပြောကိုင်းအိမ်ထဲဝင်ကြအိမ်ထဲသွားကြဥဖိုးစိန်ဒီသူ့အိမ်ပြန်ကိုတော်ပန်းဦးမခရီးဥကြုံမပြူရကောင်းလားအိမ်ဖို့ယူလာသောပစ္စည်းတွေကိုထွက်သိမ်းရကောင်းမှမသိရသလားဟုစိတ်ဆိုးကသူပြစ်ချထားသောပစ္စည်းများကိုလက်ညှိုးတထိုးထိုးပြဆက်ဟစ်ပြန်လေသည်ဟဲ့တောင်ဟဲ့ဖာဟဲ့ငပြောကိုင်း နာအိမ်ပြန်ရောက်ပြီးနင်တို့ရောနင်တို့သွားလေသွားကြသွားကြဟဲ့တော့ပန်းဦးသည်ပစ္စည်းများကိုမိမိထွက်၍မသိမ့်မချင်းအေးတိုင်းရွက်နေမျိုးကိုတိနေလျက်သူပဲရွက်နိုင်မလားငါပဲနေနိုင်မလားတိကြရောဘဟုမထွက်ပဲဇွတ်ပေနေ၏ထိုစဉ်တော့ပန်းဦး၌အထက်လာအကြသည့်ရွာထဲမှမိမနှစ်ယောက်တို့သည်ဝင်လာကြလေသည်ဥဖိုးစိန်မှာပစ္စည်းများကိုလက်ညှိုးငေါငေါထိုးလျက်ခိုင်းနေတော့မည် ညင်ခွေးမကရည်ခွေကောင်းလာတော့လဲသူမိမတို့ဒီမရည်ဝင်းဆရာကြီးစိတ်ဆိုးနေပြီဟုသိရှိကြလျက်အိမ်မော်မတုတ်တုတ်စင်ကမတော်ရှိရရွာဦးရှိစာတင်ချောင်းတို့အပြေးတော့ကအကြောင်းကြားလေသည်မတော်ဒီအိမ်ကိုဒုံဆိုင်၍ပြေးရ၏ဥဖုန်စင်ဒီသူပုံနာသောပစ္စည်းများနေရာမရွေ့မချင်းတနေကုန်မင်းအော်ရအော်ရအော်ရင်မှအသက်ပင်ထွက်ထွက်မရတန်းအုံမီဟုစိတ်ထန်လျက်အော်ဟင့်နေလေသည် ဒေါသတကြီးအော်ပြောနေသောဥဖိုးဆိုင်၏အတန်ကြီးကိုခြံဝါမှပင်မတော်ကြရသည်မတော်သည်ဖနှက်ချွန်၌ပုံထားသောပစ္စည်းများကိုတလဲသူ့အဖေကိုတလဲကြည့်ကဒူးတုံတုံရင်တုံတုံဖြင့်မျက်ရည်ကလေးဝိုင်းလာသည်ကြောက်ကြောက်လန့်လန့်နှင့်ကြပြားကြရာပစ္စည်းများကိုအိမ်ထဲသို့ကောက်တယ်ပို့၏မတော်ပစ္စည်းများသိမ်းသွားမှဥဖိုးဆိုင်သည်မော်လှစွာဖြင့်ပလက်ကလထိုင်ပေါ်၌ပြန်ထိုင်ချ၏နဖူးကြောကြီးများရှုံကမျက်စိနှလုံးစုံမေးလျက်အမောဖြစ်၏ တောင်းလောက်ကြတော့ခါတမ်းပေါ်မှာပစိုးတဲ့ကိုဆွဲ၍အခုံးမော်နိုင်တင်ကရွာထဲသို့ထွက်သွား၏မတော်သည် သူ့အမိကိုအိမ်ထဲ၌လိုက်ရှာကြည့်သည် နောက်ဆုံးတွင်မှအိမ်ခန်းထဲတွင်စောင့်ကောင်းမိချုံလျက်အိမ်နေသောဒေါ်ပန်းဦးကိုတွေ့ရ၏မတော်ကအမေမေဟု ခေါ်တော်လဲတံပြံမထူမကြမီပင်ဥဖိုးစင်ပြန်ရောက်လာသည်ဥဖိုးစင်၏အတူတေကပါလာသောပစ္စည်းများမှာတံအိုတံခွက် တဲအိုအစိုးဖြစ်ထုတ်ယူလာသောစံငရုတ်တက်တန်စီပလင်းတို့ဖြစ်သည်ထိုနေ့မှစ၍ဒီမိမနှင့်မပေါင်းတော့ဟုဥပုသိန်သည်အနာကြီးနာကမိဖို့ခွဲ၍သူထမင်းသူချက်စားလေ၏စီးပွားကွယ်အခွဲသွားသောဥပုသိန်သည်မတော့အရွယ်မရခင်ကသာကိုယ်တိုင်ချက်စားလျင်မတော့ကြောင်းထွက်လိုက်သောအခါမတော့ပဲချက်ပြုတ်ကျွေ၏မတော့ဆုံးအိုးဆူဝေလာသည်တော်ပန်းဦးမှာမတောက်နိုင်သောမိကိုတမုတ်တဲမုတ်နေစေပင် မတော်ဆုံးငဲ့ပြီးစွန့်နှက်ထားကဲစွန့်တော့ပွဲပြင်းလေသည် အမင်းအဖေခြံလေးကကုန်သွားပြီအမေရောင်းတဲ့ထဲကနည်းနည်းယူပြရစီနော်မတော်ကစွန့်တော့ပွဲတွေပြင်းရင်မှလမ်းပြောသည်ခြံလေးကမှမရှိပဲကုန်ပြီကျန်တကာပဲရှိတယ်မတော်သည်သူ့အမေဇေယောင်းဒီပုံထဲမှာကျန်တကာနိုင်ငယ်၌ယူကစွန့်တော့ပွဲတွင်ထည့်နေစဉ်တော်ပန်းဦးကတပြေးတတော်မြည်တွင်သူပစ္စည်းကိုလာယူဖို့တုံးဖို့ငါလက်ဖြာနဲ့မတို့တာ ။နတ်ပစ္စည်းတော့သုံးရသုံးနိုင်ပါလေ။ညီ့ကိုမွေးတော့ကပေါ့။မိတွင်းကတော့မထွက်သေးဘူး။သူရှာလို့ရတဲ့ပတ်စံနဲ့လှုပ်ပေးထားတဲ့ကြံစက်လက်ကောက်တရံကိုပြန်တောင်းသွားတာတခါတည်းမမြင်ရတော့အစပြောက်ပဲ။ဒီကလေးကသူ့စီကပတ်စံတပြားမှမတောင်းမဲကိုယ့်ဟာကိုယ်လောက်ကင်စားလာတာခဏ ठी ပဲ။မတော်သည်။တော်ပန်းဦးပြောသောစကားများကိုကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေသည်။စုံပွဲများကိုစိတ်ငအောင်တုတ်တီးတုတ်ပြပြင်ဆင်နေရ၏။ ြောသမီးကနားထောင်မိုးရန်ကဤစကားမျိုးကိုတော်ပန်းဦးထံမှအကြိမ်တရာမကကြားရဘူးပြီးမဟုတ်ရိုးနေသည့်သဘောလည်းဖြစ်သည်အသက်30ကျော်သည့်တိုင်အောင်အိမ်တော်ပြုပဲအပြူကြီးလုပ်ပြီးတီအဖေနဲ့အမေကြားတွင်ပုံနှတိုင်လုပ်နေရသောသူ့ဘဝသူညီငွေနေသူဖြစ်သောကြောင့်ဒီအကြောင်းတွေကိုထပ်တလဲလဲမကြားလိုတော့ပြီးအင်ယူကန်ကအခန့်သားထိုင်ပြီးသူ့ပတ်ဆိုင်ကြတော့မထုတ်ချင်မင်းနဲ့ငါလို့ဆန်နေကရှာစားပြီးငါ့ကိုမကောင်းပြောတာခံနေရတဲ့ညီးကြောင့်ညီးကြောင့်ဟဲ့ ညို့ငဲ့နေရတဲ့ငါဒီအိမ်ဘောကမစင်းနိုင်တာပါအေးတော်ပန်းဦးပြောသမျှအဆုံးအောင်နားထောင်ရန်အချိန်လည်းမပေးနိုင်တတတို့ရေရွတ်နေသောတော်ပန်းဦးကိုထားခဲ့ကစွန်းတော်ပန်းကိုယူပြီးအိမ်ဘောတို့တက်ခဲ့သည်အိမ်ဘောရှိဖျားစင်၌ဖျောင်းနိုင်မင်းများထွန်းလာသည်ဥဖိုးစိန်သည်စွန်းတော်ပွဲကိုစောင့်ရင်းပတိစိတ်နေသည်မတော်ကစွန်းတော်ပွဲကိုဖျားစစ်မော်တို့တင်လိုက်တော့ခါဥဖိုးစိန်ဒီနေရာမှာထလာရင်မိသည်စွန်းကတက်စီလားတက်စီပါဖေး ဇွန်နဲ့85ဇွန်ထည့်ထားတယ်။ဘာမုံနေလဲ။မွေတိနေသောမျက်စိဖြင့်မုတ်ပကံကလေးများကိုမျက်နှာပြည့်ထီထူမတက်လိုက်ကြည့်နေသည်။စွန်ပလုံရုပ်ဖြင့်ဒါကပေါပေါဆုံးဒါကငပြိုသည်ဒါကကြောက်ပြုံရုပ်ဒါကမုံပင်လောဒါကကြံတကာဒါဘယ်ကယူလာရလဲ။အဖေ့ထန်တွေကကုံသွားလို့အမေဘုံတွေကကြံတကာနဲ့နေယူလာတယ်ဖြင့် အတန်ပြပြပြအမတ်တော်စကားမဆုံးခင်ဥဖိုးစင်ကမျက်မှောက်ကျုံးလျက်ကျန်တကားပကံကိုဆွဲယူလိုက်သည်တဲယူသွားစမ်းသူပစ္စည်းငါဆုံးပွဲတယ်မထင်နဲ့သွားယူသွားမတ်တော်သည်ကျန်တကားပကံကိုမယူသွားသေးပဲပြေရပြေချောင်းပြောကြည့်ပြန်သည်အလကားယူတာမဟုတ်ပါဘူးဖေရဲ့ပတ်စံပေးမှာပါအလကားလည်းမယူဘူးပတ်စံပေးပြီးလည်းမယူဘူးမထင်နဲ့ယူသွားမတ်တော်သည် အဖေကိုဂလန်ဂလဆန်မလုံးဝဲသဖြင့်ကျက်တကာပကံကိုလှမ်းယူပြီးပြေးဖက်ထားလိုက်ရသည်။ငါသမီးကိုမမွေးခင်သူ့ဆွေမျိုးရွာမှာတလှည့်သွားနေကြတော့ငါအဖေပေါ်မညာမတာခိုင်းလိုက်တာသမီးရဲ့အဖေကိုစပားရိတ်ခိုင်းတယ်။စပားမရိတ်ဘူးတဲ့အဖေလက်မှာလက်တွေကွဲပြဲပြီးအနာတွေဖြစ်သွေးတွေပြေးတွေတွှွှဲရွှဲနဲ့ဒီကျေးဇူးတွေကိုသိတဲ့ဟာမှမဟုတ်ဘူး။မတော်သည်တက်စီရေချမ်းကွက်ကိုမမရအောင်စိတ်မှန်းဖြင့် 55ဆုံးပြည့်အောင်ခတ်တဲ့နေရာသည့်အတွက်ဥပိုးရှင်ဤစကားများကို ကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေ၏သို့သောဤစကားမျိုးကိုဥပိုးရှင်ထံမှအချိန်တရာမကကြားခဲ့ဘူးပြီဖြစ်ခြင်းကြောင့်လည်းမတော်ဖို့အထူးစားမဟုတ်တော့ပြီအစင်မပြေကြသောဒီအဖေနှင့်ဒီမေကိုငဲ့၍အိမ်နောက်မပြုတ်ပဲအပြိုကြီးဖြစ်နေရသော သူ့ဘဝသည်ဒီအတန်တွေကိုကြားရလေတိုင်းတာ၍တာ၍အငင်းငွေ့စရာသာကောင်းလာလေ၏ဒီအကြောင်းများပြန်တွေးမိတိုင်းအဖေမျက်ရည်ကျတယ် တမီးကြောင့်သာဖြစ်ဒီအိမ်ပေါ်မှာနေနေတာတမီးမတော်သည်တက်စီရေချမ်းခတ်ထည့်ပြီးဖျားစင်မော်တင်လိုက်သည်ဥဖိုးစင်ပြောသမျှဆုံးအောင်နားထောင်မနေရဘဲအမေစွန်တော်ပွဲကိုပြင်ပီးဟန်ရှိသေးရေအင်ရောက်သူဆင်းရပန်သည်မိဖို့ရေနိုင်တော်ပန်းဟုဆိုးငှဲ့နေသည်မတော်သည်သူပြန်ယူလာခဲ့သောကျန်တကာပကံကိုတော်ပန်းဟုမမြင်စေရန်မိဖို့ရေမှွေငယ်တနေရာ၌ဖွက်ထားခဲ့ရသည်သည် တော်ပန်းဦးဤဆုံးမွဲတွင်နနတိလှိပေးနေခိုင်ဥဖို့စိန်ဘူပါဝါတို့ပြတိပြန်ရရောက်လာသည်ဟဲ့တမီးအဖေ့စားတာကောဥဖို့စိန်သည်ဖျားရှိကိုကနေသူ့စားတာကိုဖျားရှိနိုင်ချရန်တတိယရေရှာကြည့်ရမတည်သဖြင့်အိမ်ပေါ်မှဆင်းလာမိမွေးနေ့တိုင်းစားတာကိုထုတ်ရေဖျားကိုပူဇော်လေးရှိသည်အဖေစားတာအဖေပဲအဖေအိတ်ရပေးရမဟုတ်ဘုံတစ်တာထဲမှာထားတဲ့ဥစ္စာမတော်သည်နနေသည်ခင်းရင်ကလှံပြောသည ဒေါပန်ဦးသည်အပေါဝါ၌ဥဖိုးစိန်လာရက်ကတည်းကတချက်များလည်းမကြည့်ပဲသူ့ဆုံဘွဲသားသူပြင်နေသည်မုံတလာဘုံထဲမှာမရှိဘူးအဖေတလောကထုတ်ကြည့်ပြီးဘုံထဲကိုပြန်မထည့်မိဘူးဘုံမော်တင်ထားမိတာအခုမရှိတော့ဘူးမတော်သည် သူ့အမေများတွေ့လို့တွေ့ညာထင်ဖြစ်သူ့အမေကိုတချက်လှမ်းကြည့်သည်ဒေါပန်ဦးသည်သူနဲ့မသက်ဆိုင်သည့်အတွင်တာဖာနှစ်ယောက်ပြောနေသည်မယားနားလဲနိုင်တလုံးမဝင်သည့်ပုံစံ ထားလိုက်ထိုင်လိုက်ဖြစ်လှုပ်ရှားရှိတာသာလုံးပန်းလုံးကိုင်းနေ၏မုတ်တစ်တာဘုံကလည်းသူ့နှကိုနေရာမှာမဟုတ်ဘူးတမီးရဲ့အဖေမရှိတော့ရွှေ့ကြတယ်ဥဖိုးစင်ကြီးနောက်ဆုံးတန်စီတင်းမာလာသည်တအူးကိုရည်ညွှန်း၍ဆုပ်လို့ကျင်သည့်သဘောတတ်ဝင်လာသည်ထို့ကြောင့်မတော်သည်အမိကိုလှမ်းကြည့်ရာမျက်လုံးချင်းစုံလေ၏တနေ့ကမိုးရီရွာနေတော့အိမ်ပေါ်မှာဘသူမှမရှိလို့တကားပေါက်တွေတက်ပိတ်ရတယ်။ခေါင်းရင်းဘက်မှာမိုးရိုးနေတာတွေ့လို့ပစ္စည်းတွေရှိခဲ့ရတာပေါ့ ဒေါ်ပန်ဦးသည်ဥဖိုးစိန်ကိုပြောနေသည့်အပြောမျိုးဖြစ်စေရပဲမတ်တော်ဤမျက်နှာကိုတတဲ့ကြည့်၍ပြောလေ၏ဥဖိုးစိန်မတည့်ရနေသောနေရာနှင့်မတ်တော်ထိုင်နေသောနေရာမှတည့်နေ၏ဒေါ်ပန်ဦးကသူတို့နှုတ်ဦးကြားတွင်ဖြစ်သည်မတ်တော်အခွန်ခွာလက်ဆနဲ့နေသည့်ကိုခြားတတ်ကဥဖိုးစိန်နောက်သို့သွား၏လုံလိုက်မှဖြစ်သမီးရဲ့အရာရာနဲ့အကြောင်းကြောင်းကြီးပဲဘယ်တော့မှအပေါ်မသိဘူးဟောခုတော့အဖေပစ္စည်းကအဖေထားတဲ့နေရာမှာမရှိတော့ဘူး ဥဖိုစင်ကမတော်မတဆင်မတော်မျက်နှာကိုကြည့်ရပြီးပြောပြန်သည်မိုးဆုကောင်ပျက်စီးကောင်မှကြောင့်ငါနေရာရှိရတာအေးမိုးဆုနေရာဒီတိုင်းကြည့်နေရမှာလားဒေါ်ဦးကမျက်နှာထားတင်းသလိုအတန်ဆူးဆူးမှလည်းမာလာလေးသည်ရွှေ့ပြီးနေရာတကျပြန်ထားတာမှမဟုတ်ပဲတမီးရဲ့ဥဖိုစင်ကြီးအလိုမကျသောအတန်ကထွက်လာပြန်သည် နေရတကြပြန်ထားရအောင်မိုးကရွာတော့အေးဒီတော့ရွှေ့ရနေရမှာရှိနေမှာပေါ့ဒါလားအရာရာနဲ့အကြောင်းကြောင့် ဒါလာပုံမသိတာမတော်မြတ်နာသည်ဥဖိုးစိန်ကပြောလျင်ဥဖိုးစိန်ပဲရောက်သွား၏တော်ပန်ဦးကပြောလျင်မူတော်ပန်ဦးဘက်သို့လှည့်ရပြင်၏နှစ်ဦးစလုံးကသူ့ကိုပြိုင်တူကြည့်လျက်လူပြောနေသည့်အခါ၌မူကမတော်ခမရဟိုဘက်လှည့်ဒီဘက်လှည့်ဖြစ်နေကခြလဘက်လည်းနေရှာ၏ရွှေနေနေရမှာလည်းမရှိဘူးရှာခဲ့ပြီတမီဖီမြန်အထာမှာမတော်စကားမဆုံးမီတော်ပန်ဦးကဝင်ပြောပြ၏မတော်မှာတော်ပန်ဦးဘက်လှည့်ရပြင်သည် ဒီပစ္စည်းကိုဘသူကဘာလုံးမှာတုံးအေးရဲ့တနေ့ကပဝင်းဖုန်ကြီးเจ้าကရေနံဘုံပြန်ယူတာတုန်းကငါစတာရေနံတုတ်ချင်နေပြောတာကြားမိတယ်အေးမတ်တော်မျက်လုံးတို့ဒီချက်ချင်းဥဖို့စိန်ဘက်ကိုရွှေ့သွားဤတော်ပန်းဦးဒီပြောပြီးသူ့အလုပ်သူဆက်လုပ်သည်တင်လဲခတ်ပါကလားအဖေကြီးမပေးဘူးတမီးရဲ့အဖေပစ္စည်းကိုကင်ကြတာအဖေမကြိုက်ဘူးဘယ်ကခတ်တာလဲအေးဒီပစ္စည်းကထားတဲ့နေရာမှာမရှိရင်ယူလို့တာမရှိတာပေါ့ ကန်ကျင်လို့လို့ကန်တာမဟုတ်ဘူးမိုးရွံနေလို့ကန်ရတာအေးတည့်ရဲ့လားမတော်မတော်ပန်းဦးကသူ့ကိုလက်ညှိုးငေါငေါထိုးနေပြောလာပြတဲ့ဖြစ်ရင်ထဲ၌တဆဆခုံလိုက်အာယုံဆုံးကက်ခန်းနီးရံပွဲဖြစ်မလားအောင်နှင်းမြန်စွာတားဆီးလိုက်ရည်ဟိုအဖေဦးလေးဘဝင်များအိမ်မော်တက်ယူသလားမှမသိပဲအောက်ကဆောင်းစင်မှာရှာကြည့်လိုက်မယ်နော် နော်မတော်သည် အပေါကမှာဥဖိုးစင်ကိုတိုးရေးထွက်ခဲ့ကဆောင်းစင်ရှိရာသို့ပြေးသွား၏ ဥဖိုးစင်ကမတော်နောက်မှလိုက်လာ၏ရေနံတုတ်ထားသောစာတိုင်ကလေးကိုစာအုပ်စင်ပေါ်၌ထောင်ရက်သာတွေ့တော့မှမတော်ရင်အေးရလေသည်ဥဖိုးစင်သည်စာတိုင်ယူကအိမ်မော်တို့ပြန်တက်သွားသည်ဥဖိုးစင်အိမ်မော်တို့မရောက်မချင်းမတော်မီဖို့တဲ့တို့မဝင်ရင်ချင်းဥဖိုးစင်အိမ်မော်ရောက်လောက်တော့မှမီဖို့တဲ့တို့မတော်ဝင်ခဲ့၏တွေ့ပြီလို့ပေါ့အေးမတွေ့မြမတွေ့ငါ့ကိုနင်းပြောမှာတဲ့ခတ်ပါကလားတဲ့အဲ့ဒါသာကြည့်တော့ ခတ်တဲ့သူကဘသူလဲအေးသူထင်သည့်အတိုင်းမပြီးနိုင်အောင်လေကျော်ရှိနေသောတော်ပန်းဦးကိုကြောက်လှစွာဖြင့်မတော်နောက်ခွေးရည်စင်ဘသူတန်းထွက်သွား၏မတော်နဲ့နဲ့သည်ဖြန့်နှီးနေခိုင်းအိမ်ပေါ်မှဂျေးစီရိုက်တံကိုကြားလိုက်ရသည်ဩဃာတာဩဃာတာဩဃာတာစိန်နေယစိန်နေယအယုန်တဲ့ဥဖို့စိန်ဤဖျားရှိကိုယ်တမ်းမှာတာယာနာပြောလွဲရှိလာပေသည်မတော်သည် နည်းနည်းသိလျင်ဖះကိုကြီးညွတ်သော စိတ်တွေညွန့်လျက်အာယုံပြုလိုက်သည်ပေါပေါစုပ်တွေရှိတယ်မေထဲ့မလားစွန်မွေးပြနေသောတော်ပန်းဦးကိုမတ်တော့ကလှမ်းပြောလိုက်သည်သူ့ပတ်စံနဲ့သူ့ဝေဟာတဲ့ပေါပေါစုပ်ကိုကြုတ်ဆွန်ပွဲတယ်မထဲ့နိုင်ပါဘူးမရှုပ်ရှင်ပါဘူးလို့ပြောနေတဲ့ကြားကညီကိုကရှေ့ပါတယ်အေးနှုတ်ကအမတ်တမဲထွက်သွားသောသူ့အမကြောင့်မတ်တော့သူ့နှဘူးသူထူလိုက်သည်ငါကူကလည်းရှေ့ပါတယ်ဟုသူကိုယ်သူပြစ်တင်ကစေတနာကဝေဒနာဖြစ်ရသည့်အတွက်ရှေ့မဆက်ဝင်တော့ကြည် မတော်တို့အိမ်ရောက်ထ၌ဖျားစင်တစောင်းထထုတ်ထားလေ။အိမ်တွင်စာအုပ်ခွဲမိဖို့ခွဲသွားကြရမှတစောင်းထထိုးလာသောတော်ပန်းဦးကြီးဖျားစင်ဖြစ်သည်။ဖျားစင်တွင်ဖျောင်းနိုင်မိများထွန်းကြီးကြစဉ်အိမ်ပေါ်မှဥဖို့စင်၏မေတ္တာပို့တန်ကြရ၏။တပေခသိန်းကုံသောတတဝါပေါင်းတို့သည်အဝေယာရံမရှိကြကုန်သည်။မတော်သည် ဥပုသေမေတ္တာပုဒ်တံကိုကြားရ၍ဝမ်းနည်းလာသလိုငိုချင်လာသလိုနှင့်ရင်းနှဲဖွယ်၍ဆိုလာသည်တောပန်းဦး၏ဆွနော့ပွဲများခင်းချင်းပြင်ဆင်ပြီးကျေးစီတစ်ချက်ရိုက်လိုက်သည်ပန်းနေအရှင်ဖုရားမဟာဖုရားတပည့်တော်မှသည်မောစနထာယတန်တရာဝစင်ရဲမှထမြောက်ရပါခြင်းအကျိုးငါတောပန်းဦးဖုရားရှိခိုးကိုင်းမတော်မီဖို့တဲ့ပြောင်းလာသည် ဒပန်းဦး၏ဖျားပင်တန်သည်တာယာနောက်ပြောပွဲရှိလာပါ၏တာယာစွာဆွေးငင်လျက်ရှိခိုးနေသော သူ့မိဖျားပင်တန်ကိုနားထောင်ရင်းအဖေနှင့်အမေတို့ကြားတဲ့ဒုက္ခများလာသောသူ့ဘဝလွတ်မြောက်ရန်တီလာရှင်ဝတ်ကျင်လာလေ၏ဖိုလ်ရဲ့ဆွေးလျက်ရှိသောရင်ကလည်းလှိုက်၍လှိုက်၍ရှုပ်ထွေးနေ၏ဝိနေနီနေနှစ်ထွေများစွာတတဝါချမ်းသာကိုစေမြဲပါစေ။ဘေးရန်ပယ်ရှင်ဆွေရင်ကင်းဆင်းရဲမရှိဖြစ်ပါစေ။ ဒေါ်ပန်းဦးဖျားရှိကိုပြီးနောက်ဆုံးထွက်လာသောမေတ္တာပို့တန်သည်မတော်ဤရင်ထဲသို့ထွင်ဖောက်သွား၏နေရီပေါက်တို့သည်တပေါက်ပြီးတပေါက်ပားပြင်ပေါ်ကျလာ၏သူစိတ်တဲ့အဖေနှင့်အမေတို့ပို့နေသောမေတ္တာကိုတန်သည်ရများစွာဖြစ်မိ၏အဖေမေတ္တာပို့တဲ့တပ်ပြေတတာထဲမှာအမေဖို့ရောပါပါလေးစားအမေမေတ္တာပို့တဲ့ဝိနည်းနီးနေတဲ့ရောအဖေမှာပါပါလေးစား ဟုတ်ကဲ့ဝချူတို့လေးကတော့ဒီမှာပဲပြီးသွားပါပြီရှင်အချိန်ပေးပြီးနားဆင်ပေးခဲ့ကြတဲ့တူတရချင်းစီတိုင်းကိုကျေးဇူးထူးပြီးတင်ရှိပါတယ်ရှင်